22 Risa Stevens တပင်ဂီတလောကမှကျယ်တပွင့်တမီကိုအားနေချက်ကို ကိုရဲရဲရင်ဆိုင်တတ်တဲ့တတ္တိမွေးစားမှာကိုအားနေချက်ကိုတိတတ်ချင်းဒီပင်လျင်အရေးအချင်းကိုအခြေအနေမှန်ကိုသိဖို့ကျမဘဝဤစိတ်မချမ်းမြေ့ဆုံး အချိန်မျိုးမှာပင်တသက်တာအတွက်အကောင်းဆုံးအကြံပေးချက်ကိုကျမရရှိခဲ့သည် နာမည်ကျော် Metropolitan Opera အဖွဲ့ကြီးကပြုလုပ်သည့်အဆိုအကတရုတ်ဆောင်ရွေးပွဲတွင်အရေးနှိမ်ပြီးကာစအချိန်နယူးယောက်မြို့တော်အနောက်135လမ်းရှိအခန်းချင်းကလေးတဲတွင်ကျမခေါင်းငိုက်ဆိုင်ချလျက်ထိုင်နေမိသည်ခုလေးတင်မင်း Metropolitan မှအထွေထွေမန်နေဂျာ Edward Johnson ကကျမထံဖုန်းဆက်သည်။ငါကမင်းရမယ်ထင်နေတာ။ဒါပေမဲ့အခုအရွေးခံရတဲ့ကောင်မလေးက အတွေ့အကြုံပိုရှိတယ်ကွာတဲ့ဒီလောကထဲရောက်ဖို့အတွက်ဒေါ်လာတွေထောင်နဲ့ချီပြီးချင်းငါရင်းနှီးခဲ့ရသည် ခုတော့တဲတဲ့ရေသွန်တယ်လို့ဖြစ်ခဲ့လေပြီမျောလင့်ချက်တွေပြက်ပြားခဲ့ပြီကျွန်မအတွက်အနာဂတ်မရှိတော့တယ်လို့ခံစားရသည်ကျွန်မဆီယာမအန်ရှိုအင်ရီနေဒီလေအခန်းထဲမှာကျွန်မနဲ့အတူရှိနေသည်သို့တော်သူကကျွန်မကြားကျင်သည့်စကားမျိုးမပြောတကယ်ဆိုကျွန်မရတဲ့သည်ကျွန်မအတန်က ဟိုကောင်မလေးထက်အများကြီးတာသည်ဆုံးဖြတ်ချက်ကလုံးဝမတရားအဆက်အသွယ်မကောင်း၍သာ ကျမမရခြင်းဖြစ်သည်ဆိုတာမျိုး သူ့ပါဇက်ကတခွန်းမျှမထွက်ဘာတွေလုံးเสียရှိသည်မနှက်ဖန်သင်္ကန်းစာဘယ်လိုအချိန်စမီဆိုတာတွေကိုပဲသူပြောနေသည်ပြီးတော့သူသွားကန်နီးကြမှပြက်ပြက်သားသားစကားတခွန်းပြောခဲ့သည်တမီကိုအားနေချက်ကိုကိုရဲရဲရင်ဆိုင်တတ်တဲ့တတိမွေးစမ်းပါ ဟု၍ဒီစကားကြားရသည့်အခါကျမစိတ်ထဲအတော်ကြီးထိခိုက်နာကျင်သွားမိသည်ခုလိုအချိန်မျိုးမှာ အာမပေးသည့်အပြင်ကိုအားနေချက် ကိုကြည့်ဖို့များ ပြောသွားလိုက်သေးသည်ဟု၍စိတ်နာနာနှင့် တွေးလိုက်မိသေးသည်သို့တော်တကယ်လက်တွေ့မှာတော့ဆာမအင်နာဤအဒီစကားတခွန်းကနောက်ပိုင်းတွင်ကျမဘဝတလျှောက်လုံးကိုထိန်းကျောင်းစောင့်ရှောက်သွားခဲ့ပါသည်အဲ့ဒီနေ့ကကိုကိုကိုတနာဂယုနာတွေပွားကား တကိုယ်ကြီးကြိတ်ဆွေးနေခြင်းသည့်ကျမထံသူ့စကားတံတွေထပ်ပြန်တလဲလဲရောက်လာနေခဲ့သည်ညဘက်တွင်လည်းမအိတ်နိုင်ဒီစကားတွေကလှုပ်နှိုးနေသည်နောက်ဆုံးတော့ထထိုင်ကကိုယ့်ဘက်ကဘာတွေချို့ရင်းခဲ့တယ်လဲကို့မှာဘာအားနည်းချက်တွေရှိနေတယ်လဲဆိုတာစစ်စစ်ဆက်ဆက်စဉ်ញင်ကြည့်မိရတော့သည်ငါဘာကြောင့်မအောင်မြင်တယ်လဲနောက်တစ်ချိန်မှအောင်မြင်ခြင်းရင်ဘာတွေလောက်ရမလဲ ကိုကိုကိုမေကွန်းတွေမေးသည်ဒီတော့ပထမဆုံးအကြိမ်ဖြစ်ကို အားနေချက်တွေကိုကိုမြင်လာသည် ကိုကိုကိုဝန်ခံမိလာသည် ကျမအတန်ကတကယ်တမ်းလိုသလောက်မရသည်တချို့နေရာတွေမှာအတန်တိတ်မမှီခြင်းပြီးဘာသာစကားနဲ့ပတ်သက်၍နည်းနည်းအားနေတာရှိသည်ဒါကိုပြုပြင်ရအောင်မီပြီးဒီထက် နေရာများများမှာပါဝင်နိုင်အောင်ဆိုနိုင်အောင်သင်ဖို့လိုသေးသည် ဒီလိုမြင်ပြီးသည့်နောက်ပိုင်းမှာတော့ကျမလာပေါင်းများစွာကြာအောင်နေ့စဉ်၈နာရီမှ၁၀နာရီအထိအပြင်းထန်လေ့လာသည်အထက်ထက်လေ့ကျင့်သည်ရဟားဇယ်တွေအကြိမ်ကြိမ်လုပ်သည်ဒီကာလတစ်နေ့တွင်နယူးယောက်ရှိနာမည်ကျော်ဂျူလီယက်ကျောင်း၌ဂရိဒန္နာယီလာဂီတသမားအော်ဖီယက်ဇက်ကိုတင်ဆက်ကြသည့်အခါအဓိကဇက်ဝင်တေးကိုကျမတီဆိုရသည်ပြိဿထဲမက်ထရိုပိုလီတန်မန်နေဂျာကြီး အက်ဒဝါဂျွန်ဆင်လဲရှိနေရာကျမအဆူကိုကြိုက်သွားသဖြင့်ပွဲပြီးမှလာ၍သူတို့အဖွဲ့တွင်ပါဝင်ရန်ကမ်းလှမ်းသည်ကျမတကယ်ပင်ဝမ်းသာအားတက်ခဲ့ရပါသည်သို့တော်သူတို့နှင့်စာချုပ်ချုပ်ရန်ညှင်းဆန်ခဲ့သည်ကျမအစင်နှင့်မဖြစ်သေးတင်စရာတွေရှိသေးသည်ဟု၍စင်စစ်အသည့်အချိန်၌ကျမမှကျွေးတွေဒေါ်လာတထောင်ကျော်လောက်ပင်တင်နေပြီဖြစ်သည်သို့တော်ဆီယာမကလည်းကျမ၏ရှေ့အလားအလာကိုယုံကြည်သည် ဥရောပသို့သူကိုယ်တိုင်စရိတ်ခံပြီးခေါ်သွားသည်ချက်ကိုစလိုဗက်ကီးယားမြို့တော်ပရခ်ရှိအော်ပရာဇက်ယုံတွင် ကျမနှစ်နှစ်ခန့်တည်ဆိုကပြရသည်ဒီမှာလေ့ကျင့်သင်တန်းဆင်းနေသည့်သဘောဖြစ်ရာတညနှင့်တညဂွေမထက်စီဝဲအခန်းမျိုးမျိုးတေးသွားအမျိုးမျိုးဆိုရကပ်ရအောင်စီစဉ်သည်တချို့ကကျမအာမက်ထရိုပိုလီတန်ကကမ်းလှမ်းစဉ်လက်မခံလိုက်သဖြင့်နောင်ဝင်ဝင်ရတော့မည်မဟုတ်ဟုဆိုကြသည်သို့တော့ကျမကတော့အဲ့ဒလုံမမြင် ကျမကိုကျမအစင်နဲ့ဖြစ်ပြီးဟုယူဆသည့်အချိန်၌ယုံကြည်စိတ်ပြေဝစွာနှင့်ပင်မက်ထရိုပိုလီတန်တို့ အလုတ်လျှောက်ခဲ့သည်အရွေးချယ်ခံရပြီးမက်ထရိုပိုလီတန်ဇက်ခုံပေါ်အောင်အောင်မြင်မြင်တက်လှမ်းဝင်ရောက်နိုင်ခဲ့ပါသည်ရှာမအင်နာဤဩဝါဒစကားကကျမဤကိုရီးကိုရာဘဝတွင်လဲသုံးသက်ဆင်ခြင်မှုလိုအပ်တယ်လို့ပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်ရန်အတွက်လဲအထောက်အကူပေးခဲ့သည် စောစောပိုင်းနှစ်ကာလများစွာပင်လူတွေနှင့်ဆက်ဆံရာ၌ကျမမကြွန့်ကျင်အစင်မပြေဖြစ်နေခဲ့သည်အိရှင်အဖြစ်အခန့်ရာမှာချောချောမွေ့မွေ့ရှိသူများအိမ်မှာဧည့်သည်အဖြစ်လဲကောင်းစွာမနေတတ်ဇက်ကုံပေါ်မှာရှိသည့်ရဲဝင်းမှုကိုကိုကိုယုံကြည်စိတ်ချမှုတွေသည်နည်းနည်းစိမ့်သည့်လူများကြားရောက်သွားသည့်အခါပေပြောက်ကုန်ဒီမသိရိုးရိုးအလာပတလာပစကားပြောရမှာပင်အချိုးမကြခြင်းသည့်အတွက် အဲ့ဒီကွာတီးကွာကြဖြစ်ရတတ်တယ်လို့ကျမတယောက်ထိကြံရစ်သည့်အခါမှာလဲစကားအပြောအဆိုနေရာမကျခဲ့တာမပြောသင့်သည့်စကားတွေပြောမိခဲ့တာတွေအတွက်အကြီးအကျယ်စိတ်မချမ်းမသာဖြစ်မိရတတ်သည် နောက်တော့မှဒီကိစ္စတွေလဲဆ iam ဩဝါဒကိုအသုံးချနိုင်ပါလားဟုတတိယကတိရောက်ထိပထမဆုံးအချိန်ရင်ဖွင့်ဆွေးနွေးပွဲလုပ်ကြည့်ဖြစ်သည်ဒီတော့မှ ဒီလိုလူအနေငယ်ကြားမှာကျမအနေထိုင်အစင်မပြေဖြစ်နေရခြင်းသည်တာမန်ဧကန်းဆောင်အတွင်းမှာလဲကျမကဇက်ခုံပေါ်မှာလူစတားတယောက်အနေထားမျိုးရအောင်ကြိုးစားနေမိခဲ့ခြင်းဖြစ်ကြောင်းကိုဘာသာတွားသဘောပေါက်လိုက်မိသည်ကိုမစွမ်းနာကိုစွမ်းသည်ထင်နေခြင်းတိတ်စကားတက်သည့်ပုံကိုတယောက်ကရေစရာတစ်ခုပြောလိုက်လျင် ကျမကအဒိဟာကို နောက်ထပ်ဟာတာကလေးတစ်ခွန်းနှင့်အုပ်လိုက်ခြင်းသည် သို့တော်တကယ်လို့တော့အဆင်မပြေပြီးကိုလုံးဝမသိသည့်ဘာသာရပ်တွေသူများပြောသည့်အခါကျမလည်းနားလေကျွမ်းဝင်သလိုဟန်ဆောင်မိတတ်သည်ကိုကိုကိုနှိုက်နှိုက်ချွတ်ချွတ်စည်းစည်းဝေပန်ပြီးသည့်နောက်တွင် အမှန်ကန်သုံးသက်မှတ်ချက်ချပြစ်သည်ကျမသည်ဟာတညာရှင်သူမဟုတ်ပညာတတ်ကြီးလည်းမဟုတ်အစိုးအကအမှုပညာသမားသာ ဖြစ်သည်လက်ရှိအမှုပညာလုပ်ငန်းနယ်ပယ်၌သာ ကျမထူးခြားအောင်မြင်နိုင်မည်ဟု၍ ကိုအကန့်အသတ်ကိုအားနည်းချက်တွေသိမြင်ပြီးသည့်နောက်အခန့်ပွဲတွေမှာတခြားသူများနဲ့တွေ့ဆုံသည့်အခါသူတစ်ပါးအထင်ကြီးအောင်ဟူ၍စကကြီးစကကြဲတွေပြောဖို့ကျမမကြိုးစားတော့သူများပြောတာတွေသာဂယုတစိုက်နားထောင်သည်မတိရာရှိလျင်မေးသည်ကျမမှာသူတစ်ပါးတွေစီကအတင်းယူစရာအများကြီးရှိပါသေးကလားဆိုတာကျမသိလာခဲ့သည်သူတို့အကြားမှာကျမလွှမ်းမိုးနိုင်မှုမကြိုးစားတော့လိုအပ်သည့်အခါဖြည့်ဆွက်ပြောဆိုနိုင်ဖို့လောက်သာကျမအလေးထားတော့သည် တပြေးပြေးအခံပွဲများရှိလူစိမ်းလူချက်တွေကြားမှာကျမနှွေးထွေးမှုခင်မင်မှုများရရှိလာခဲ့သည်ကျမကိုကျမသုံးသက်ရင်တွေးရှိလာခဲ့သည်ကျမဤနောက်ချို့ရင်းချက်တစ်ခုက အကြောင်းကိစ္စကိုတည်တည်ချာချာမစီစစ်မဝေဖန်ပဲအလွယ်တကူဆုံးဖြတ်ချက်ချမှတ်တတ်သည့်အကျင့်ဖြစ်သည်အဲ့ဒီလိုဆုံးဖြတ်ပြီးသည့်အဲ့ဒီမှတ်ချက်အတိုင်းအမှန်ဟုကျမဆွဲနေတတ်မိသည်ပြီးကျမစိတ်ထဲမှာဘာကိုမဆို အဖြူလားအမဲလားနှစ်ခုတည်းပဲခွဲကြမိနေသည်ကိစ္စတစ်ခုသို့မဟုတ်လူတစ်ယောက်ကိုကျမကြိုက်သည်ဆိုရင်လုံးလုံးရာရာမကြိုက်ဘူးဆိုရင်လဲလုံးဝသွားရောဆိုတာမျိုးဖြစ်နေတတ်သည်အဲ့ဒါဒီငါဤအားနဲ့ချက်ပဲဟုရှင်းရှင်းလင်းလင်းမြင်မိသည်နှင့်ပင်အမားကိုအမှန်ရောက်အောင်ပြင်ဆင်နိုင်ခဲ့သည်ကျမခင်မွန်းတဲ့နှင့်ပေါင်းဖက်ခွင့်ရခဲ့ခြင်းသည်လဲအဲ့ဒီအမားပြင်ဆင်နိုင်ခဲ့ခြင်းဤအကျိုးဆက်တစ်ခုဟုဆိုရပါမည် ပထမအချိန်သူနင့်တွေ့စဉ်ကသူ့ကိုကျမအကောင်းမမြင်အထင်မကြီးခဲ့သို့တော်ကံအားလျော်စွာလူတယောက်ကိုသေးသေးချာချာမသိသေးပဲဆုံးဖြတ်ချက်မချမိဖို့ဆိုသည့်ကောင်းသောတတိကလေးအဲ့ဒီအချိန်ကပင်ကျမမှာရှိနေခဲ့သည်လူများစုတို့ပင်ကိုယ့်ရည်ချင်းကိုယ့်အစွမ်းအစကိုတိတက်မြင်တတ်တော်လဲကိုယ့်အားနည်းချက်ကိုတော့မသိကြိုးကျင်ပြုမိတတ်ကြပါသည်စင်စစ်ဤဒီမှာလဲလူတဘာဝတစ်ခုသာပင်ဖြစ်ပါသည် အဲ့ဒီအာနေသောတဘာဝလေးကို ပြုပြင်ရန်တိုက်တွန်းခဲ့သောဆ ्याम အင်နာဤဩဝါဒကတကယ်အားထုတ်လိုက်နာမှတကယ်အကျိုးကျေးဇူးခံစားရနိုင်သည့်ဩဝါဒဒူးတစ်ခုဖြစ်ပါသည်သူအဆုံးမကြောင့်ဂျမချွေရင်းချက်တွေကြောင့်ဖြစ်သည့်မအောင်မြင်မှုစိတ်ဆင်းရဲမှုများနှင့်ကင်းဝေးကြရသည်ဆ ्याम ဤဩဝါဒစကားကစင်စားစင်ញင်၍လိုက်နာ အားထုတ်ကြည့်မိသူတိုင်းအတွက် 九兔白米是干乎？怎么用起米话的？